ငလင်ဖင်းတဲ့ပြည်သူတွေကိုတီမီတလုံးတထောင်နဲ့ရောင်းချပေးနေတဲ့ຫນွေဘိုးအိမ်တည်းကြီးရန်ကုန်စလီမျိုးပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်ຫນွေဘိုးရင်ထိုင်ဆိုင်ကပရာဟီတာလုံးတွေမှာရှေဆုံးကနေလူလေးရှိပြီးသူလူတွေကလည်းအကျိုးရှိတဲ့လူတွေဖြစ်ပါတယ်အခုလည်းຫນွေဘိုးရင်ထဲဆိုင်ကအမရပူရမှာ32လက်မတီမီတလုံးကိုတထောင်ကျပ်နဲ့ရောင်းချပေးနေတာဖြစ်လို့အားလုံးကအံ့ဩနေကြပါတယ်တင်းစီတန်ဖိုးရှိတဲ့တီဗီတွေကိုတလုံးကိုတထောင်နဲ့ရောင်းချပေးလို့ဖြစ်နိုင်ပါမလားဆိုပြီးမယုံကြည်တဲ့သူတွေလည်းရှိပါတယ် LGBT တွေတလုံးကိုတထောင် င်းနဲ့ရောင်းချပေးခဲ့တာအမှန်တကယ်ဖြစ်ပြီးအစ်စ်တွေကိုပဲရောင်းပေးတာပါ။နှွေပိုးရင်ထိန်ဆိုင်ကကိုစင်ဖို့ငလင်ပေးတဲ့ပြည်သူတွေကိုပျော်ရွှင်စေချင်လို့ TV တွေကိုတစ်လုံးတစ်ထောင်တည်းနဲ့ရောင်းပေးနေတာဖြစ်ပြီး TV ရသွားသူတွေကတော့အယံဝမ်းသာနေကြပါတယ်။ဒီခေတ်ထဲမှာတော့မော်ဟင်းကားတပွဲကိုတောင်တစ်ထောင်နဲ့မရလို့တဲ့အချိန်မှာကိုစင်ဖို့က TV တစ်လုံးကိုတစ်ထောင်နဲ့ရောင်းပေးတာကတကယ့်ကိုလင်းစားစရာပါ။ TV တင်မကပဲအဝတ်အစားတွေကိုလည်းတစ်ထည်တရာချက်ထဲနဲ့ရောင်းပေးနေပါတယ်။အစင်မပြေသူတွေအတွက်တော့ TV တစ်လုံးကိုတောင်မဝင်နိုင်ကြပါဘူး။ဘယ်တော့မှမဝင်နိုင် တော့ဘူးလို့ထင်ထားခဲ့တဲ့ TV ကိုကိုစင်ဘုံကတလုံးကိုတထောင်နဲ့ရောင်းချပေးတာကြောင့်ရောက်သွားသူတွေကအယံပျော်နေကြပါဗျ။ အဝတ်အစားတွေကိုအလကားနီနီစင်းနဲ့ရောင်းပေးတာကတော့လူအများအတွက်ထည့်သွင်းစဉ်းစားပေးတာဖြစ်ပါတယ်။အဝတ်အစားတွေတီဗီတွေကိုလူတွေဆိုရင်တချို့တွေကလာမယူရေးကြပဲတင်ငယ်သွားတတ်ပါတယ်။တန်းစီယာမကိုရှက်ရုံနဲ့ခန်းစားချက်ကိုကိုစင်ဘိုးကနားလေပါတယ်။ဒါကြောင့်သူတို့ကိုအားငယ်စိတ်တွေဖြစ်မလာအောင်တီဗီတစ်လုံးကိုတစ်ထောင်ချက်အဝတ်ထရီကိုတစ်ထည့်တရာချက်ထဲနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။အလူရဲ့ဝယ်ယူနေကြပြီးတော့အခြေခံလူဒန်းစားတွေကိုငင်းညာပေးနေတဲ့နှွယ်ပွင့်မိသားစုကိုတာလူလေခေါ်နေကြပါတယ်။ဒီလိုကာလတွေကတော့ပွဲလဲသပင်းတွေများပြီးတချို့တွေအတွက်အဝတ်အစားတွေ ကိုမဝယ်နိုင်ကြပါဘူး။စားသောက်ဖို့ကိုတော့အနေနဲ့ရုံးကန်နေရတဲ့အခြေခံလူရန်းစားတွေအတွက်အဝတ်စားသစ်ဝယ်ဖို့ဆိုတာကမလွယ်ကူပါဘူး။ဒီလိုချိန်မှာကိုစင်ဘိုကအဝတ်စားတွေကိုတထည်တရားနဲ့ရောင်းပေးတာကတော့တကယ်ကိုစေတနာကြီးမားသူဖြစ်ပါတယ်။ဒီလိုအလူကြီးလှုပ်ပေးနိုင်တဲ့ကိုစင်ဘိုကမျိုးရိုးစင်ဆက်ချမ်းသာလာသူလည်းမဟုတ်ပါဘူး။သူတို့ဆိုင်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကအခုလိုမအောင်မြင်သေးပဲဆိုင်ခွဲတွေလည်းမဖွင့်လင့်နိုင်သေးပဲအောက်ခြေကနေကြိုးစားခဲ့ရတာအထက်လေးတွေကိုလမ်းဘေးမှာရောင်းချခဲ့ရပြီးတပြင်းပြင်းကြိုးစားရင်းကနေအခုဆိုရင်တော့စ ိုင်ခွဲတွေများစွာပိုင်ဆိုင်ထားတာပါ။နွယ်ပိုးရင်ဆိုင်ပန်ရှင်ကစပွဲတို့ဘဝကနေဆိုင်ပန်ရှင်ဘဝရောက်အောင်ကြိုးစားလာခဲ့ရတာပါ။ဒါကြောင့်အခြေခံလူဒန်းစားတွေရဲ့ဘဝကိုနားလည်ပေးနိုင်ပြီးဈေးတက်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 နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။ နွေပွင့်ထဲဆိုင်ကအထယ်ရင်းစည်းချိုတာကြောင့်အခြေခံလူဒန်းစားရီတော်တော်အဆင်ပြေပြီးအလူပီးနေရလူထင်ရလောက်အောင်အလူရက်ဝင်ယူကြပါတယ်စေတနာကောင်းတဲ့နွေပွင့်ထဲဆိုင်ကစိတ်ထားအကျိုးပေးတဲ့ကြောင့်သုံးနှစ်တွင်မှအရန်ကိုအောင်မြင်လာပါတယ်နွေပွင့်မိသားစုကပရဟိတလုပ်တွေကိုကူညီလေးရှိပြီးငလင်ဘေးမှလည်းထီထီရောက်ရောက်ကူညီခဲ့ပါတယ်ရခဲ့တဲ့အလူငွေတွေကိုလည်းအလီလွတ်မဖြစ်အောင်ပစ္စည်းကိုတေချာဝယ်ယူခဲ့ပါသေးတယ်ငလင်ဘေးမှလည်းအသက်ဆုံးပြီးကူညီပေးခဲ့တဲ့လုံငလင်ပြီးလို့ပြန်လည်ထူထောင်ရေးလုပ်တဲ့အချိန်မှာ TV နဲ့အဝတ်အစားတွေကို အိမ်မက်ထင်းကစီးနဲ့ရောင်းချပေးနေတာပေါ့ငလင်ဘေးဒဏ်တင်တဲ့ပြည်သူတွေပျော်ရွှင်သွားအောင်ဝစ်ထင်တဲ့ TV တွေကိုအလူပေးနေတယ်။နှွေပွင့်မိသားစုပေါ့ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ကြီးစုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။